မင်္ဂလာပါကျွန်တို့ကဘာပေါ်ရှိအရှားပါဆုံးနေအဟွဟွတ်ဆုံးတတဝအများကြီးကတကောင်အကြောင်းကို ပြောပြပေးသွားမှာဖြစ်ပါတယ်သူကတော့စာအိုလာပါပဲစာအိုလာကိုအရှားယူနီကောင်းလို့လည်းလူသိများပါတယ်၎င်းကို WWF က20ရာစု၏အထင်ရှားဆုံးသောတတဝေဒဆိုင်ရာ ရှာဖူးတွေ့ရှိမှုများတွေကတခုခုပင်ခေါ်ဆိုခဲ့ပါတယ်ဆာအိုလာတွေဟာသူတို့ရဲ့ထူးခြားတဲ့ဥကြူတွေကြောင့် ဘိုဗီဒီမျိုးရင်းတွင်နို့တိုင်တတဝါကြီးတွေဖြစ်ပါတယ်။သူတို့ရဲ့ရှီလျားပြီးပြိုင်နေတဲ့ဥကြုံများကြောင်းတမင်တွေနဲ့ဆင်တူပေမယ့်သူတို့ရဲ့အနီးစပ်ဆုံးဆွေမျိုးတွေကတော့တောနွားတွေပဲဖြစ်ပါတယ်။ဒီမျိုးစိတ်ဟာအလွန်ထူးခြားတဲ့အသွာသူ့ကိုယ်ပိုင်မျိုးစုတောင်ပါဝင်ပါတယ်။သူတို့ဟာဗီယက်နမ်နဲ့လာအောင်နယ်ဆက်ရှိအနန်မိုက်တောင်နှမ်းများမှာသာတွေ့ရှိရပါတယ်။ ရှာဖွေမှုနှင့်မျိုးတုံရင်းလူနိဗာအခြေအနေစာအုပ်လာများဟာသူတို့ရဲ့ဝေးလံခေါင်သေးပြီးကြမ်းထဲနဲ့နေရင်ဒေတာကြောင့်1990ပြည်လွန်နှစ်များမထိဒေတာရွာသားတွေမှလွယ်ပြီးဘသူမှမသိကြပါဘူး။ဒီပန်ပညာရှင်တွေက1992ခုနှစ်မှာဗီယက်နမ်ရှိမူကွန်းတဘာဝဘေးမိတ်တော်စစ်တမ်းတစ်ခုတွင်မှဒေတာမုတ်ဆိုးတွေရဲ့အိမ်တွေစီတွားရောက်လေးလာရာက အခြားမျိုးစိတ်တစ်ခုနဲ့မှမဆိုင်တဲ့ထူးခြားတဲ့ဥယျာဉ်တွေကို တွေ့ရှိခဲ့ပြီးစာအုပ်လာကြောင်းကိုပထမဆုံးသိရှိခဲ့ကြတာပါဒီတရိတ်ဆန်ဟာအယံကိုလွှတ်ဟွာတတ်ပြီးသူ့အကြောင်းကိုသိရှိရတာအယံနဲ့ပါတယ်ဖန်စီထားတဲ့စာအုပ်လာတကောင်မှမရှိပါဘူးနောက်ဆုံးအတိအကျမှတ်တမ်းထားတဲ့စာအုပ်လာတွေ့ရှိမှုက2013ခုနှစ်ကဖြစ်ပါတယ်လက်ရှိမှာစာအုပ်လာတွေဟာမျိုးတုံရှင်လူနီမအန်ရရှိတဲ့မျိုးစိတ်အဖြစ်သတ်မှတ်ခံရပြီးတော်တယ်မှာအကောင့်အတရာအောက်ဖယ်ချန်တို့မယ်လို့ခန့်မှန်းရပါတယ် ချင်းချောက်မှုများယင်းထိမ့်သိမ်းရေးစင်ခေါ်မှုများဆာအိုလာထိန်းသိမ်းရေးအတွက်အဓိကချင်းချောက်မှုအရောတရားမဝင် အမဲလိုက်ခြင်းပဲဖြစ်ပါတယ်။ဆာအိုလာရဲ့ကျဆားတဲ့နေရာတွေမှာတော်ဝါတမင်ညွန်မွေပါလိုတခြားတရိစံတွေကိုဖားမှုထုံချုပ်တွေထောင်ထားကြပြီးဒီထုံချုပ်တွေကနေဆာအိုလာတွေလည်းတည်ဆုံးနေပါတယ်။ နောက်ထပ်ပြဿနာတစ်ခုကတော့ဆာအိုလာရဲ့နေရင်ဒေတာအခြေအနေနဲ့ပြည့်နှက်နေထိုင်မှုပုံစံကိုတိကျစွာနားမလည်သိခြင်းပဲဖြစ်ပါတယ်။ဆာအိုလာလုံရန်အဖွဲ့ဆာအိုလာဝါကင်းဂရုကဆာအိုလာရဲ့အကြောင်းပုံမူသိရှိနိုင်ဖို့ကင်မရာထောင်ချောက်တီကင်မရာထရပ်စ်တီခြေစစ်ဆေးမှုတွေဒန်းအနလိုက်စစ်တီနဲ့ဒေတာကန်တွေညာအင်တာဗျူးတွေပြုလုပ်ပြီးအချက်လက်တွေစုဆောင်းနေပါတယ်။တို့ဖြစ်မဲ့ ဖန်စီမွေးမှုရဲ့အစီအစဉ် Captive Breeding Program ရှိပဲဒီမျိုးစိတ်ဟာအလွန်အမင်းထိခိုက်လွယ်နေစေပါညီကုံချွတ်မယ်ဆိုရင်တော့ Saula Foundation ရဲ့ CEO ဖြစ်သူ Lawrence Scott ဆန်ကဒီမျိုးစိတ်ကိုမျိုးတုံးချင်းမှကယ်တင်ဖို့အခွင့်အရေးတစ်ခုပါပဲ Saula ကိုကယ်တင်ခြင်းဟာနီးပညာပြသနာမဟုတ်ပဲအရင်းမြစ်ပြသနာဖြစ်ပါတယ်လို့ပြောကြားခဲ့ပါတယ်အာရှရဲ့ဒီလူယုတ်ဆန်ကျတဲ့ unicorn လေးကိုဆုံးရှုံးမသွားစေဖို့ ကျွန်တို့အားလုံးရဲ့အားထုတ်မှုရင်းမြစ်များနဲ့နားလည်မှုများလိုအပ်နေပါသေးတယ်။